ပိတ်သမ ्या အားလုံးပဲမင်္ဂလာခင်ဗျမနေ့က UFC 3 Sam ပြိုင်ပွဲမှာ ရှင်းပါတာလေးဂျိုရှွာပန်နိုင်ပွဲရအောင်ပြသွားခဲ့တာက1ကိုအတော်ပဲလှုပ်ခတ်သွားစေခဲ့တယ်ဆိုတဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်ဟုတ်ကဲ့ပါ1 Championship ဘလောက်ထိလှုပ်ခတ်သွားတယ်လဲဆိုတော့ကိုတချို့ပြိတ်သက်တွေလည်းသိရှိပြီးဖြစ်နေတော့ပါပြီ1 Championship မနေ့ကဆို online ဆိုင်ပွဲတွေဗီဒီယိုဖိုင်တွေပြန်တင်လို့တင်မြန်မာနိုင်ငံမှာပြိုင်ပွဲတွေကျင်းပခဲ့တာတွေကိုပြန်ပြလို့ပြပေါ့လေအဲ့လိုဖြစ်ခဲ့တယ် ကျွန်တော်တို့ဗျာဟိုရှိရုံတော့စကားပြောရင်သွေးသွေးတန်းဖြစ်သွားရဆဲပုံစံမျိုးတော့ပြောလို့ရတယ်။ဘာကြောင့်လဲ UFC ကအာရှမတ်ကတ်မှာဂျိုရှူအာဘိုင်ရဲ့နိုင်ပွဲကြောင့်အရင်ကထက်ပိုပြီးနေရာရသွားလို့ပါပဲ။ပြောရရင် market value ရောနောက်တစ်ခုကဈေးကွက်ရဲ့ပုံရိပ်ဝေစုရောထပ်ပြီးတော့ရသွားခဲ့တဲ့သဘောရှိတယ်ပေါ့လေ။ဂျိုရှူအာဘန်နိုင်ပွဲရလိုက်ပြီးရဲ့နောက်မှာအာရှပြိတ်သက်အလုံးအင်းအင်အားကို UFC ထပ်ပြီးတော့ရသွားခဲ့တယ်။အရင်ကတည်းကရှိပြီးတော့မှထပ်တော့အင်အားထပ်ရသွားတယ်။ပြီးတော့အခုဆိုရင်ဗျာမြန်မာပြည်သက်အများစုက111လို့ဖြစ်နေချိန်မှာ UFC ဘယ်မကြည့်ဘူးလား။ကြည့်ရပြည်သက်ရှိတယ်။ရှေ့က1နဲ့ရှင်းလိုက်ရင်နည်းနည်းလေးအားနေတယ်။အခုအဲ့ပြည်သက်တွေကပါဂျိုရှွာဘန်ရဲ့နိုင်ပွဲနဲ့တူတူ UFC ဘက်ကိုရောက်သွားခဲ့တယ်။ပြီးတော့ဂျိုရှွာဘန်ဘယ်တော့ကပတ်လူဝဲထိုးခွင့်ရမလဲဆိုတာကိုအဲ့ပြည်သက်တွေကစိတ်အားထက်သန်စွာနဲ့မျှော်လင့်စောင့်ကြည့်နေကြပါ ီတော့ UFC ကမြန်မာပြည်သက်အင်အားကိုထတ်တိုးရရှိပြီးတော့ပိုင်ဆိုင်ခွင့်ရပါတာဖြစ်တယ်ပြောရမယ်ဆိုရင်စွန်လာထဲမှာဂျိုရှွာဘန်ကိုမာနကိတ်ရဲ့နေရာမှာအစားထိုးပြီး short notice တဲပေးလိုက်တာက UFC တကယ်ကိုထိပေါက်သွားတာပဲအဲသူတို့ပေးတဲ့အခွင့်အရေးကိုဂျိုရှွာဘန်ကလည်းအရယူသွားနိုင်တာနဲ့ဆိုင်တာပေါ့လေဂျိုရှွာဘန်သာတကယ်လို့ရှင်ကျော်လက်ကျော်ဖြစ်ခဲ့ရင်တော့ UFC လည်းကန်ထူးချင်မှာထူမှာပေါ့အခုတော့ဂျိုရှွာဘန်ကရလာတဲ့အခွင့်အရေးကိုအမိရအသုံးချတဲ့ နိုင်မွဲယူပြသွားတယ်ပြီးတော့သူမျောလင်းတောင်းတနေတဲ့ခပတ်လူပွဲထိုးကွင်းကိုအရောက်သွားလိုက်တော့မြန်မာပြည်သက်တွေကို UFC ကလည်းရဂျိုရှွာဘန်ကလည်းထတ်တိုးရဆိုတဲ့အနေအထားကိုပိုင်ဆိုင်သွားခဲ့တယ်ခင်ဗျအဲ့တော့ဂျိုရှွာဘန်ကြောင့် UFC ကအဲ့လို market ဝေစုကိုပို့ပြီးတော့ရသွားပြီးတဲ့အချိန်မှာတစ်ဖက်ကဝမ်ကအခုလို online ဆိုင်ရပွဲထုတ်ပြမြန်မာနိုင်ငံမှာပြိုင်ပွဲကျင်းပတွေထုတ်ပြပြီးတော့မြန်မာရဲ့ fighter တွေကိုသူတို့နေရာပေးခဲ့ပါတယ် သူတို့ကအရင်ဆုံးစင်တင်ပေးခဲ့လူဟာဆိုပြီးတော့ပြန်ပြီးတော့အမှတ်ရစရာကြီးလောက်လာတယ်ပေါ့လေပြောမယ်ဆိုရင်တော့အခု1 Friday 5 1 3 1 4 1 5ဘုဆို1 5ပြန်ပြီးအပြည့်စုံထပ်ပြီးနော် Friday တယောက်မှနေရာပေးမခံရပါဘူးဒီတော့ရှိလာမယ့်1 Friday 5 1 1 6မှာနော် Friday တယောက်အောင်များပါဝင်လာလိမ့်မလားဒါတော့စိတ်ကူးမျှော်လင့်မိပါတယ်လက်ရှိမှာ Cameron မကြခင်ပွဲရမယ်လို့အတန်ထွက်နေတာကတော့တန့်စင်နဲ့ဆိုလိမ့်ဦးတစ်ခါမှာဟောဖဲပြစ်ရှိနေတာကတော့ Bronica လိုအပ်လာတာကဂျိုရှူအာဘန်လိုအစွမ်းပြနိုင်တဲ့မြန်မာဖိုင်တာတယောက်ဝမ်းလိုသွားပြီ။ဒါမှလည်းမြန်မာဈေးကွက်နဲ့မြန်မာပြည်သက်ရဲ့အင်အားကိုဝမ်းချန်ပီယံရှစ်ဆက်ပြီးတော့ရနိုင်မှာ哦။ဒီတော့အခုရှိနေတဲ့ဖိုင်တာတွေကဘသူ့ကိုဝမ်းချန်ပီယံရှစ်ပုံရိပ်မြင့်တယ်မလဲ။မြန်မာဈေးကွက်အတွက်ဘသူဟာတိုးနဲ့အကန့်အညီဆုံးဖြစ်လိမ့်မလဲဆိုတာဝမ်းစဉ်းစားရအောင်ခင်ဗျ။မြန်မာဖိုင်တာတွေကတယောက်ယောက်ကို အခုလိုခပတ်လူဝဲထိုးခွင့်ရဖို့ဝမ်ပတ်မှာဝမ်စင်တင်ရပါလိမ့်မယ်ဒီတော့ဒီမှာဖိုက်တာတွေကအဲ့ခွင်းလန်းကိုဘသူရသွားနိုင်နေမလဲဆိုတာတော်နေရင်ကုန်ကြည့်မိပါတယ်ခဗျဒီတော့တေကြာတကူကဂျိုရှွာဘန်ရဲ့ UFC 9ပွဲဂျိုရှွာဘန်ရဲ့ UFC Flyweight ကခပတ်လူပွဲဟာဝမ်ချန်ပီယံရှစ်ကိုအကြီးအကျယ်တုံ့လုပ်သွားစေခဲ့ပြီဖြစ်ပါတယ်အဲ့ဒီရဲ့တက်ရောက်မှုနဲ့ကြေရရမှုတန်ကိုဝမ်ချန်ပီယံရှစ် ခံစားနေရပြီဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပြပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ